အဲ့တော့ဒုက္ခဒုက္ခနဲ့လူတွေက ပြောတော့ပြောကြတယ်မြတ်စွာဘုရားကဒုက္ခတွေကိုတခုစီဖော်ထုတ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒုက္ခတွေက ဆုံးနိုင်မှာမဟုတ်ဘူးပေါ့အဲ့ဒီမှာမဆုံးနိုင်တဲ့ဒုက္ခတွေအဲ့ဓာတွေနဲ့ပတ်သက်ပြီးတော့အစပရမဘုန်းကြီးတို့တွေ လူတွေအများသိနေတဲ့ဒုက္ခဆိုတာဒုက္ခအမျိုးမျိုးထဲမှာတစ်ခုပဲသိတယ်လူတွေကအဲ့ဒီလူတွေကဒုက္ခလို့သိနေတဲ့ဒုက္ခဘာလဲဆိုရင်ဒုက္ခဒုက္ခလို့ခေါ်တဲ့ဒုက္ခဒုက္ခစကလုံးကိုနှစ်ထပ်သုံးထားသည့်အတွက်ကြောင့်ဒုက္ခဆိုတဲ့အတိုင်းတကယ်လူသိရတဲ့ဒုက္ခလို့ဒီလိုဆုံးလို့တာเนาะပါဠိစကလုံးမှာနှစ်ထပ်သုံးထားလို့ရှိရင်ပို့ပြီးတော့အဓိပ္ပာယ်ပြင်းထန်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုယူရတယ် ုက္ခဒုက္ခဒုက္ခဆိုတဲ့အတိုင်းတကယ်ဆင်းရဲတာလူတိုင်းသိနိုင်တဲ့ဒုက္ခအဲ့ဒီဒုက္ခဒုက္ခဆိုတာဘာလို့ဆိုကိုဆင်းရဲခြင်းနဲ့စိတ်ဆင်းရဲခြင်းကိုဆင်းရဲခြင်းဆိုတာအလုံးသိတယ်နေမကောင်းတယ်မသာဖြစ်တယ်ခေါင်းကိုက်တယ်ခါကိုက်တယ်နားကိုက်တယ်ဗိုက်နာတယ်စတဲ့ခန္ဓာကိုယ်မှာဆွဲကပ်နေတဲ့ယောဂသို့မဟုတ်ခန္ဓာကိုယ်မှာတစ်ခုထိခိုက်လာလို့ဖြစ်ပေါ်လာတဲ့ နာကျင်ကြိုက်ခဲမှုတွေဒါတွေကလူတွေကသိကြတယ်အဲ့ဒါကြတော့ညီးကြတယ်ဒုက္ခဒုက္ခနော်အဲ့ဒါကိုလည်းဒုက္ခမှသိတယ်နောက်တစ်ခုဒုက္ခမှသိတာတော့စိတ်ဆင်းရဲမှုပဲကိုယ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲမှုဆိုတာလာရတယ်သို့မဟုတ်စိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့ကိုယ်ဆင်းရဲမှုဆိုတာလည်းလာရတယ်ကိုယ်ဆင်းရဲမှုနဲ့စိတ်ဆင်းရဲမှုကတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့နေတယ် ဘယ်ကြမှာဆက်သွယ်ပြတ်တုံဆိုရင်အာတော်ကိန်းခွာတဲ့ရဟန္တာပုဂ္ဂိုလ်တွေကြတော့ကိုယ်ဆင်းရဲမှု ရှိပြီမဲ့လို့စိတ်ဆင်းရဲမှုမလာတော့ဘူးတဲ့ဒီဒုက္ခဒုက္ခတွေကတက်တာတော့ပုရုဇဉ်နေမှာတော့အဲ့လိုမဟုတ်ဘူးကိုယ်ဆင်းရဲမှုလာလိုက်တာနဲ့စိတ်ဆင်းရဲမှုကဆက်နွယ်ပြီးရောက်လာစိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့လေကိုယ်ဆင်းရဲမှုဖြစ်တယ် ရဟန္တာပုဂ္ဂိုလ်တွေကျတော့ကိုဆင်းရဲမှုတော့ရှိတယ်စိတ်ဆင်းရဲမှုကတော့မလာတော့ဘူးတချမ်းသက်သာသွားပြီပေါ့အေးဒုက္ခဒုက္ခဆိုတာတရားကို အားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဘိဓမ္မာသဘောအရဆိုရင်ဒုက္ခသဟကုကာယဝိညာဉ်စိတ်မှရှိတဲ့ဝေဒနာခန္ဓာကိုယ်မှာတကယ်ဖြစ်ပေါ်လာတဲ့နာကျင်ကြိုက်ခဲမှုဆိုတဲ့ဆင်းရဲ ခံစားရတဲ့ဝေဒနာဒီကာယိကဒုက္ခတဲ့အဲ့ဒါတကယ်ဒုက္ခဒုက္ခပဲနောက်တော့ဒုက္ခတစ်ခုကဒေါသမှုတွေးမှာဒေါသမှုစိတ်နှစ်ခုမှာရှင်ပြီး